အားလုံးပဲမင်္ဂလာပါဗျတဖန်ပြန်လဲရောက်ရှိလို့လာပြန်ပါပြီဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကကျွန်တော်ရဲ့မြန်မာလက်ဝိုက်ဖိုက်တာချန်ဇိုးလင်းဦးကိုပြီးခဲ့တဲ့ပွဲစဉ်ကတကယ်ကိုတလပပနိုင်ယူပြသွားတဲ့မွေထိုင်းဖိုက်တာဆက်ဆန်ရဲ့ပွဲချန်တပွဲကိုပြန်လဲတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဖိုက်တာကတော့ SR Tempo ဆိုတဲ့ဖိုက်တာဖြစ်ပြီးတော့ဒီဖိုက်တာဟာဆိုလို့ရှိရင်အမေရိကန်နိုင်ငံသားဖိုက်တာဖြစ်ပြီးတော့တကယ်ကိုကစ်ဘောက်ဆင်း fighter တူဖြစ်ပြီးတော့ဝေထိုင်းဘက်မှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုကျန်တဲ့ fighter ဖြစ်ပါတယ်။ One Championship အဖွဲ့အစည်းမှာသူ့အနေနဲ့ပွဲစဉ်ပေါင်း9ပွဲထိုးထားပြီးတော့အဲ့ဒီထဲကမှ3ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နိုင်ရရှိထားတဲ့ပွဲစဉ်တွေကရှုံးနိုင်ထားခဲ့တဲ့ပွဲစဉ်တွေရောမှာသူ့အနေနဲ့အလဲထိုးရကြီးပဲနိုင်ယူထားတဲ့ရှုံးနိုင်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ fighter ဟာ ရိတ်သက်တွေကိုပြုံးမှုအပြေးအဝပေးနိုင်တဲ့ဖိုက်တာလို့ပြောရမှာပဲဖြစ်ပါတယ်။သူနဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ Saxan ဆိုတဲ့ဖိုက်တာကတော့ပြိသက်တွေအားလုံးတီးပြီးသားဖြစ်တဲ့အတိုင်းပဲ World Championship ဖွဲ့စီမှာသူ့အနေနဲ့ဝယ်စင်ပေါင်းများစွာရှင်ပြိုင်ထိုးသက်ထားတဲ့ဖိုက်တာ ဖြစ်ပြီးတော့ရှုံးပွဲဆိုလို့ရှိရင်လည်းနှစ်ပွဲသာရှိသေးတဲ့ဖိုက်တာဖြစ်ပါတယ်။ဒါပြင် Saxan ဟာဒီပွဲစဉ်မတိုင်ခင်မှာသူ့အနေနဲ့ဘယ်ဖိုက်တာကမှသူ့ကိုအလဲထိုးအမောက်သိပ်တာမခံဘူးတဲ့ဖိုက်တာဖြစ်ပြီးတော့တကယ်ကိုမာကုန်လဲမြင့်တယ်လို့ သူ့ရဲ့ကစားပုံကစားနည်းတွေကလည်းတော်တော်လေးကိုကျန်တဲ့ fighter ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာ success အနေနဲ့သူဟာယုံကြည်မှုရှိစွာနဲ့ပွဲထွက်လာခဲ့တာကိုပြည်သက်တွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်။โซเลอูเนี่ยရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ဇန်နဝါရီလကရှင်ပြိုင်ထိုးသက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့မကြာသေးခင်အချိန်ကာလမှာပြန်ပြီးတော့သူ့အနေနဲ့ပွဲထွက်လာတာဖြစ်ပါတယ်။ဒါတော့ Vital ညလုံးရဲ့လူကောင်နေသားကိုကြည့်မယ်ဆိုလို့ရှိရင် SR တံပေါင်းကအနေငယ်ပို့ပြီးတော့ဂျီနီပုံရပေမဲ့ Saxon ကတော့သူ့ရဲ့ပုံစံအတိုင်းပဲ ဝက်ထွက်လာတာကိုတွေ့ရတယ်ဗျဒီပွဲစဉ်ကတကယ်ကိုစိတ်လှရှားဖို့ကောင်းတဲ့ပွဲစဉ်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေတွေနဲ့မလို့တန်းစောင့်ကြည့်ကြဖို့ကျွန်တော်နေနဲ့တိုက်တွန်းချင်ပါတယ်ဆိုတော့ဒိုင်လူကြီးကတော့ဖိုက်တာညလုံးကိုပွဲတဲပေးလိုက်ပါပြီထိုးတတ်တဲ့ဝေတန်းကတော့ဘန်တမွေတန်145ပေါင်နဲ့ဖြစ်ပြီးတော့ဒီဖိုက်တာတွေအနေနဲ့ဒီလူကောင်နေထားရဆိုလို့ရှိရင်ဘန်တမွေတန်145ပေါင်နဲ့မှာငယ်ငယ်လူကောင်ကြီးတဲ့ဖိုက်တာတွေလို့တောင်ပြောရမှာပါ ဆက်ဆန်းကတော့9ပေ9လက်မှအရန်မောင်းရှိပြီးအက်ဆာတန်ပေါက်ကတော့9ပေ8လက်မှအရန်မောင်းရှိပါတယ်စားစားလာခြင်းဆိုရင်ပဲဗိုက်တာညလုံးနေတဲ့အခြေခံချက်တွေနဲ့မန်ကန်ကြာလို့တယောက်စမ်းတက်နေကြတာကိုတွေ့ရပြီးတော့တန်ပေါက်နေနဲ့တကယ်ကိုဆက်ဆန်းကိုပရက်ရှာပေးထိုင်နေတာကိုတွေ့ရတယ်ကောင်းတယ်လက်သည်ပြန်ထိုးတဲ့နေရာမှာကုနာကမန်ကန်ထိုးပြတော့တာကိုတွေ့ရမှဖြစ်ပြီးတော့ဆက်ဆန်းအနေနဲ့ဘာမှတိတ်ပြီးတော့မလုပ်ပြနိုင်နေတာကိုတွေ့ရတယ်ဗျဆက်ဆန်းရဲ့ရောင်ရိုက်ချက်တွေလည်းတိတ်ပြီးတော့မတွေ့ရသေးဘူးဗျ တန်ပေါင်နေနဲ့ဂျက်တွေပဲတောက်လျှောက်ထောက်ထားပြီးတော့သူ့အနေနဲ့ဆက်ဆန်းကိုကောင်းကောင်းကြီးပရက်ရှာပေးထားတယ်ဗျလိုကစ်ကန်ချက်တွေတော်တော်လေးကိုကောင်းတယ်ဗျဆက်ဆန်းအနေနဲ့ပြန်ပြီးတော့ကောင်တာထိုးထားတာတွေကို တွေးရတယ်လိုကစ်ကန်ချက်တွေပေးထားတာကိုတွေးရတယ်ဗျတန်ပေါင်နေနဲ့ကလိုကစ်ကန်ချက်ပေးတယ်ထောက်လက်သီးတွေထိုးတယ်ပြီးတော့1 2 12လုံးသုံးတယ်သူကအဲ့ဒီလိုပုံစံမျိုးကွန်ပိုနဲ့ကစားတာဗျလိုကစ်ကန်ချက်ပေးထားတယ်ပြီးတော့အဲထောက်ချေကန်ချက်ကိုသုံးတယ်ဗျ range ထိန်းပြီးတော့ range အတွင်းကနေပြီးတော့ကစားတာဗျ ဆက်ဆန်းရဲ့ခြေကံကြက်တွေကိုဖမ်းပြီးတော့ပြစ်ကံရတဲ့အချိန်မှာလုံဝက်ကိုမေးရိုးတက်တဲ့ကိုထိသွားပြီးတော့နောက်ပြန်လဲကျသွားတယ်ဗျဒါပေမဲ့ဒိုင်လူကြီးကဘာမှအမှတ်စင်ပါညာမရှိဘူးဗျဆက်ဆန်းကုနာကတော်တော်ဤသွားတယ်မြေခြေကံကြက်ထိသွားတဲ့နောက်မှာပေါ့နော်တရရဲ့ဘိုင်းကပြောမယ်ဆိုရင်ဖိုက်တာရီနေနဲ့ဆက်ဆန်းက36တန်ပေါင်က35ဆိုတော့တိတ်မကွာဘူးလို့ပြောရမှာဗျဆက်ဆန်းနေနဲ့ကလည်းပြန်ပြီးတော့ကောင်တာထိုးတဲ့နေရာမှာခေကံကြက်တွေလှတယ်ဗျโอ้ ပိုင်လက်သေးတော်တော်ကောင်းတယ်နော်အဆဆန်းကလည်းချစ်ကန်ချက်တွေမှန်ကန်ပြန်ပေးထားတယ်ဗျဆဆန်းကသူ့ရဲ့ပြိုင်ဘက်ဖိုက်တာကိုသူ့ရဲ့ပြိုင်ဘက်ဖိုက်တာကဘလို့ပုံစံမျိုးနဲ့ကစားရဲဆိုတာကိုမူတည်ပြီးတော့အဲ့ဒီပုံစံနဲ့ပြန်ဆော့တာဗျဆိုလင်းဦးနဲ့ဘိုးတော်ကလည်းလက်သေးတွေမှန်ကန်ပြန်ထိုးတာကိုတွေ့ရတယ်ဒီဘွဲမှာဆိုလို့ရှိရင်လည်းချစ်ကန်ချက်တွေမှန်ကန်ပြန်ပေးထားတာကိုတွေ့ရတယ်ဗျဘွဲကတော့တော်တော်လေးကြမ်းနေဗျ အဲဆက်ဆန်းကတော့တောက်လျှောက်ဆိုလိုပဲလိုက်ပြီးတော့ pressure ပေးထားတယ်တောင်ရိုက်ချက်တွေနောက်ပြန်ရိုက်ချက်တွေပါပြန်ပြီးတော့ပေးထားနိုင်တယ်ဗျပြန်လှန်ကိုတကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဗျ Oh my god တံပေါင်းရဲ့ထောက်လက်သီးတွေဝိုက်လက်သီးတွေပင့်လက်သီးတော်တော်လေးကိုထိရဒူးတိုက်ချက်တွေလည်းထိထားရဗျဆက်ဆန်းနေနဲ့ဒီတော်တော်မာကုံကောင်းတဲ့ fighter တွေထဲမှာဖြစ်နေလို့သာသူ့အနေနဲ့လဲတော့တာဗျအိုး low kick ကန်ချက်တွေကလည်းတောက်လျှောက်ဆိုသလိုပဲထိတယ်ဗျဆက်ဆန်းရဲ့ဒီ league lap ပေါ့နော်ရှစ်ထုတ်ထားတဲ့လက်တော်တော်လေးကိုဤစိတ်နေပြီ အဆန်းကိုလုံးဝကိုအောက်ကလပ်ပုံစံမျိုးနဲ့စော့ပြနေတာဗျ Oh my god ကောင်းတယ်ဗျညာလက်ဒီညာထောက်တဲ့ဒီတလုံးညာထောက်လက်ဒီလုံးထိသွားပြီးတော့ success လုံးဝကိုဖင်ထိုင်လဲကြသွားတာဗျမေးရိုးတတဲကိုထိတာဗျ success ကိုဖမ်းပြီးတော့ counter ပြန်ပြီးထိုးလိုက်တာတော်တော်လေးကိုအီစိတ်သွားမှာဗျပထမချိန်မှာလုံးပြတော့တာเนาะအဲ့ဒါမျိုးက Oh my god တောက်လျှောက်ဇက်လီကျိတ်ထပ်ပြီးတော့ပေးထားတယ်ကဲပထမချိန်ပြီးသွားလို့ success ကန်ကောင်းသွားတာဗျဘာဖြစ်လို့လဲဆိုတော့ တောက်လျှောက်လိုက်ပြီးတော့ထိုးနေမယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်ဆက်စမ်းလုံးဝကိုမှောက်သွားနိုင်တဲ့အနေအထားမှာရှိနေတယ်ဗျ။အဲ့တော့ပထမအချီကတော့လုံးဝကိုတံပေါက်ကတတရရာနဲ့အသာစီးဆော့ပြသွားတယ်လို့ပြောရမှာပါဗျ။ဒုတိယအချီစပြီးတော့ထိုးပါမယ်။ ပထမချီမာတဲ့ကဆက်ဆန်းကတော်တော်လေးကိုမှဲ့နေပြီဗျာဒီတံပေါင်အနေနဲ့ကတောက်လျှောက်ဆိုသလိုပဲလက်သီးချက်တွေပေးထားတာကိုဆက်ဆန်းအနေနဲ့လုံးဝကိုမခံနိုင်မဲနဲ့ဂုဏကပြောသလိုမျိုးဒီထောက်လက်သီးတွေအမှန်ကန်ထိထားပြီးတဲ့နောက်မှာတော်တော်လေးကိုဤစိတ်နေတာကိုတွေ့ရတယ်ဗျာဒါတော့မှပြန်လာပြီးတော့သူ့အနေနဲ့ပြန်ပြီးတော့ပွဲချမ်းပြဖို့လုပ်နေတာကတော့တော်တော်လေးကိုဒီကျန်းတဲ့ fighter လို့ပြောရမှာပေါ့နော်ဟိုးတံပေါင်ကလည်းဆက်ဆန်းအကွက်တပတ်တောင်ရိုက်ချက်တွေနဲ့ပြန်ပြီးတော့ထိုးထားတာကိုတွေ့ရတယ်ဗျာပွဲကတော့တော်တော်လေးကိုကြီးလို့လှနေပြီဗျာ ဆဆန်းအနေနဲ့ကလည်းသူကသူတက်နိုင်တဲ့လောက်ပြန်ပြီးတော့ကောင်တာထိုးပြီးတော့ဒေဗီဘွိုင်းစန်ကိုနိုင်ယူဖို့ကြိုးစားနေပေမဲ့ဒီဘက်ကဖိုင်တာကတော်တော်လေးကိုကြမ်းလွန်နေတယ်ဗျဒူးတိုက်ချက်တွေ Oh my god ဆဆန်းအနေနဲ့ဒီတောင်ရိုက်ချက်တွေနဲ့အသာစီးရယူဖို့ကြိုးစားပေမဲ့သူတော်တော်လေးကိုမှဲ့နေတာကိုတွေ့ရတယ်ဗျဒီဘက်ကတမ်ပေါဆိုတဲ့ဖိုင်တာကလည်းလုံးဝအချင်းတော့မဟုတ်ဘူးဆဆန်းကိုဂျူရိုကွက်သုံးပြီးတော့လဲချလိုက်တယ်တော်တော်လေးကိုကောင်းတယ်ဗျဆဆန်းအနေနဲ့ ော်တော်လေးကိုခံနေရတာကိုတွေ့ရမှာဖြစ်ပြီးတော့ဇိုလင်ဦးနဲ့ပွဲစဉ်ကဘာမှကိုမဆိုင်တဲ့ဆက်ဆံကိုတွေ့ရမှာပဲဖြစ်ပါတယ်။ Oh my god တောက်လျှောက်လက်သီးချက်တွေဘယ် white လက်သီးချက်တွေနဲ့ဆက်ဆံကိုအမှန်ကန်တီးပြတာဗျ။တော်တော်လေးကိုကောင်းတယ်ဗျ။ဘယ် white လက်သီးဘယ်ပင့်လက်သီးဘယ်ထောက်လက်သီးသုံးလုံးဆက်တိုက်ဆက်ဆံကိုတီးသွားတာတော်တော်လေးကိုလှပါတယ်။ကဲဆက်ဆံကြီးကတော်တော်လေးကို မှဲ့နေပြီဗျ။ Leon Harrison ရဲ့ပွဲမှာ Leon Harrison ကို၃ချိန်တိတိ knock down ယူထားတဲ့ဝစ်လယ်နေပြီဗျ။ နောက်ထပ်ဘဲဝိုက်လက်သီးလုံးထပ်ပြီးတော့ကျွေးထားတယ်ဘဲဝိုက်လက်သီးပဲထပ်ပြီးတော့တောက်လျှောက်ကျွေးထားတယ်ဗျတံပေါင်ကဒီဆက်ဆန်းရဲ့အားနည်းချက်ကိုလုံးဝသိသွားပြီဗျဘဲဝိုက်ညာထောက်ညာထောက်ဒူးတိုက်ချက်ဝိုးမိုင်းကဆက်ဆန်းကြီးလုံးဝကိုမရှုမလကိုခံနေရတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဘဲဝိုက်လက်သီးဝိုးမိုင်းကစပိန်ဘက်ကစပိန်ဘက်ဝီကစ်အိုးမိုင်းကကောင်းတယ်ဗျလက်နက်တွေကတော့တော်တော်လေးကိုစုံနေဗျ ဘယ်ဝိုက်လက်သီးတွေတောက်လျှောက်ကျူးထားတယ်ဗျဆက်ဆန်းကဘဲဘက်ချမ်းဒေါ်လေးကိုအားနေတယ်ဗျကောင်းတာဟုတ်တောင်းနဲ့လမ်းပြီးတုတ်ဖို့စူးစားတယ်ဒါပေမဲ့ range မမီဘူးဗျအစာတန်ပေါင်ဆိုတဲ့ fighter တော်တော်လေးကိုကောင်းတယ်ဗျနဘီးကိုပဲရှုံထားဘူးလားဗျ channel fighter တွေအကုန်လုံးကိုနိုင်ထားတယ်အော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 ်သူ့ဘာသူလုံးဝကိုအခြေမခိုင်ပဲဒဲနေပြီဗျခြေကန်ချက်တွေထပ်ပြီးတော့ပေးထားတယ်အာတိုက်ကွက်တွေကတော့စုံတယ်ဗျခြေထောက်ကိုကန်နေခေါင်းကိုထိုးတယ် ဒူးနဲ့တိုက်တယ်ဒီဖိုက်တာတော်တော်လေးကိုကောင်းတယ်ဗျနဘီးကိုရှုံးသွားတာကတော့နှမျောစရာပဲဗျဒီနောက်ကနေလိုက်ပြီးတော့ဘက်ဆန်းနေနဲ့တင်းလိုက်ပြီးတော့ pressure ပေးဖို့ကြိုးစားတယ်ဒါပေမဲ့သူ့အနေနဲ့ဘလိုးမကိုမဟန်နိုင်တော့တဲ့အခြေအနေဗျလိုကစ်တွေတောက်လျှောက်ပေးထားတာကောင်းတယ်ဗျဝိုင်လက်တီးတွေပေးထားတာကောင်းနေ။ဒါတန်လူကြီးကပြန်ပြီးတော့ခွဲထားရပြန်ပါပြီ။ မန်ကတောင်ရိုက်ချက်တွေကောင်းတယ်ဗျ။ထပ်ပြီးတော့တောင်ရိုက်ချက်တွေပေးထားသေးတယ်။ Oh my god spinning back kick ကန်ထားတယ်ဗျ။ low kick ပေးထားတယ်။ low kick ပဲထပ်ပြီးတော့ပေးထားတယ်။ Oh my god ။ကဲဒုတိယချီပြီးသွားပြီဗျ။ကဲဒုတိယချီမှာဒီ SR တန်ပေါင်ဆိုတဲ့ fighter success ကိုဘလို့လောက်ပြတော့လဲပြည့်တဲ့အားလုံးနေတဲ့အတိုင်းပဲဗျ။ဒေါ်လေးကိုကြည့်လို့ကောင်းတယ်။အစံကိုထပ်ပြီးတော့ဘလို့မျိုးလောက်ပြတော့မလဲဆိုတာကြည့်အောင်မယ်ဗျ။1 2 oh my god 1 2 ဝမ်းဝိုင်လက်တီးပဲအဲဝိုင်လက်တီးကဒေဝိုင်လင်းတော်တော်လေးကိုပေါင်းနေရအဲထောက်လက်တီးပေးထားရတော့ရှောက်ဆိုကြလို့ပဲဘယ်ထောက်ညာထောက်ဘယ်ထောက်ညာထောက်လက်တီးကိုပေးထားရပြဘယ်ထောက်ဒေညာလက်တီးချက်တွေအမှန်ကန်ပေးထားရပြပုံးလက်တီးကိုပေးထားရဘိုးမိုင်ကဝိုင်လက်တီးဝိုင်လင်းနှလုံးစက်တိုက်ဝင်သွားပြီးထောက်ချစ်ကန်ချက်တွေပေးထားရဖက်ဆန်းကိုလုံးဝကိုပြင်းပြီးတော့ဒီအသေးတက်နေတယ်လို့ပုံစံမျိုးကိုထိုးနေတာလေဘာလို့လဲဆိုတော့နောက်ကောက်လည်းမထိုးဘူး လိုက်ပြီးတော့လည်းမဝင်ဘူးအခုဆိုလို့ရှိရင်ဘလို့မှကိုမဟန်နိုင်ဖြစ်နေတယ်ကဲအဲဒါကြီးကတော့ပွဲရက်လိုက်ပြီကြာတော့လည်းဆိုတော့တုံးကျင်တော့ကောင်းဖြစ်သွားရင်ဘယ်ကဟော်တိုရှုံးမှာကြာကဲဆိုတော့ဆက်ချန်နေတဲ့လုံးဝကိုပြန်ကောင်းသွားလို့လည်းပြောအောင်ကြာဘလို့လည်းဆိုတော့ထပ်ပြီးတော့သာထိုးနေမယ်ဆိုလို့ရှိရင်အလဲထိုးမိသွားမယ်ဆိုလို့ရှိရင်လုံးဝကို knock out KO မောက်သိမ့်ခံရပြီတော့တိုင်ပွဲရက်နဲ့ရှုံးသွားတာပေါ့နော်ကျန်ကတော့ဝိလေတာပေါ့ဗျာဝိလေတာဆိုတာပါလို့ကျွန်တော်ပြောလဲ Leon Harrison ရဲ့ပွဲစဉ်မှာ ဒီ everything ကို၃ချိန်နောက်တောင်းထိုးပြီးပတ်နိုင်ထားတာဗျအခုဒီ၃ချိန်နောက်တောင်းထိုးခံရပြီးတော့ပြန်ပြီးတော့ခံရခံရလိုက်ပြီ V fighter ကပြောမယ်ဆိုလို့ရှိရင်ဒီ watch မြင်ရှိရဲ့ best hollowy ဗျအခါမှသူအလဲထိုးမခံရဘူး time boy ရဘိုးမခံရဘူးဗျဒါပေမဲ့ဒီ boy ကမှတော့ time boy ရထိုးခံလိုက်ရတယ်လို့သူ့အနေနဲ့သူ့ရဲ့တိုင်ပွဲရထုံးမခံရဘူး၊လည်းမထုံးမခံရဘူးဆိုတော့ဒီ record ကြီးဆုံးရှုံးသွားတယ်ပေါ့ဗျာ။ဒီပွဲစဉ်ကတော့ဒီလောက်ပဲကြာ။